င်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့ဂျွန်17ရက်မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခေရဏန်ကတင်ဆက်ပေးပါရမယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲစစ်မျက်နှာပြင်ခုနှစ်ခုအထိဖွင့်တိုက်နေကြတဲ့နောင်ရှော်ကတိုက်ပွဲတွေအကြောင်းဖမ်းဆီးစစ်မှုန်ထမ်းစုဆောင်ခံရတဲ့ရန်ကုန်လူငယ်60ရာခိုင်နှုန်းရှင်းတဲ့သတင်း၁၅မိနစ်ခန့်တိုက်ပြီးထွက်ပြေးတဲ့ငဖေးကစစ်ကောင်စီတပ်သားတွေအကြောင်းစခန်းအလို့တကူတိမ့်နိုင်ခဲ့တဲ့အကြောင်း ကြုံတို့မှာဗိုလ်ကြီးအုပ်ချုပ်တဲ့တပ်စုတစုစာအထိပြုတ်သွားတဲ့စစ်တပ်တင်းနန်းသားနှစ်ဦးသေဆုံးစေခဲ့လို့ထောင်နဲ့တနည်းချမှတ်ခံရတဲ့ရဲပျောက်ကြားအဖွဲ့ကတင်းနန်းဆရာယူကရိန်းတစ်ခုလုံးကိုရုရှားပိုင်တယ်လို့ပြောပြတဲ့ပူတင်အဲ့ဒီလိုတနည်းတာအထူးကြဆုံးဖြစ်ခဲ့ရဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမအဦးဆုံးသတင်းကတော့စစ်မျက်နှာပြင်ခုနှစ်ခုအထိဖွင့်တိုက်နေကြတဲ့နောင်ရှိုဆိုတဲ့သတင်းနဲ့စလိုက်ပြစီ စစ်ကောင်စီနဲ့တအန်းတက်တော်ကြားချမ်းမြောက်နောင်ရှုံမှာဖြစ်နေတဲ့တိုက်ပွဲတွေတနှစ်နီးပါးကြာမြင့်လာချိန်မှာစစ်မျက်နှာခုနှစ်ခုအထိဖွင့်လင်းတိုက်ခိုက်နေကြတယ်လို့သတင်းရရှိပါတယ်။နောင်ရှုံမြို့နယ်လက်ပံကုန်းတရက်ကုန်းညံတော်ရွှေသွန်းလုံဝဲအုံမတီးနဲ့ဆမ်မစဲစတဲ့ကျေးရွာတွေမှာနှစ်ဖက်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ဒီနေ့ဂျွန်၂၁ရက်မှာ PSLF TNLA ကသတင်းထုတ်ပြန်လာပါတယ်။ ဲ့ဒီဖြစ်ပွားနေခဲ့တဲ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်ကလက်နက်ကြီး144လုံးနဲ့ drone နဲ့ဘုံ30လုံးတို့ကိုကြေချာတိုက်ခိုက်ခဲ့လို့ဆိုပါရယ်။ဒါအပြင်မနေ့မနက်ပိုင်းမှာရေမောင်းတန်းနဲ့ရွှေညောင်ပင်ကျေးရွာကြားမှာလည်းနှစ်ဖက်တိုက်ပွဲဆက်ဖြစ်ခဲ့ပြီးအဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကလက်နက်ကြီး50လုံး drone နဲ့အစိုက်ငွေဘုံ6လုံးအပြင်ဘုံတိ45လုံးတို့ကိုကျေချာတိုက်ခိုက်ခဲ့လို့ PSLF TNL ကပြောပါရယ်။ ပြီးခဲ့တဲ့ဂျွန်၁၈ရက်ကလည်းညံတော်နယ်ရွှေသွန်းကျေးရွာမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲရဲ့အတွင်းစစ်ကောင်စီကလက်နက်ကြီး38လုံး drone ဘုံ7လုံးတို့အုံပြူတိုက်ခိုက်ခဲ့ပါတယ်။တဖန်အဲ့နေရုံကတိုက်ပွဲမဖြစ်တဲ့ရွှေညောင်ပင်နဲ့ရေမောင်းတန်းကျေးရွာဘက်ကလည်းစစ်ကောင်စီကလက်နက်ကြီး7လုံးနဲ့ drone ဘုံ23လုံးကျေရှားတိုက်ခိုက်ခဲ့လို့ဆိုပါတယ်။ညီနောင်မဟာမိတ်တုံးဘွဲကငလျင်လှုပ်ခဲလို့ယာယီအပြစ်ခဲရဲ့ကြင်ညာထားတာကိုစစ်ကောင်စီကအခွင့်အောင်းယူပြီးအဆက်မပြတ် ထိုးစစ်ဆင်နေရအတွက်နောင်ရှုံမြို့နယ်မှာမကြာခဏတိုက်ပွဲဖြစ်ပွားနေတယ်လို့တန်အန်းတပ်ကပြောပါတယ်ဒီတိုက်ပွဲနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကတစုံတရာထုတ်ပြန်တာမျိုးမရှိသေးပါဘူးဒုတိယအနေနဲ့ရန်ကုန်မှာဖမ်းဆီးစစ်မှုထမ်းစုဆောင်ခံရတဲ့လူငယ်60ရာခန့်လုံးရှိနေတဲ့တရင်ဖြစ်ပါတယ်ချင်းချောက်လက်ဆောင်မှုနဲ့အပြင်းနဲ့စစ်မှုထမ်းစုဆောင်မှုအတွင်ရန်ကုန်မြို့ကလူငယ်60ရာခန့်တို့ဟာပုံစံမျိုးမျိုးနဲ့ဖမ်းဆီးခံရသူတွေဖြစ်တယ်လို့သတင်းရရှိပါတယ် ရန်ကုန်မြို့တော်တွင်စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံရတဲ့မြို့ပြပျောက်ကြားရဲဘော်တွေနဲ့တပိတ်တိုက်ပွဲဝင်နေမဲ့ရှိတဲ့လူငယ်တွေကလွဲပြီးကျန်းလူငယ်အမျိုးသားတွေဟာထောင်ထဲမပို့ပဲစစ်မုံထမ်းတဲ့ပုတ်ခံနေရတယ်လို့ရန်ကုန်အခြေစိုက်ရဲတရင်မြစ်တွေစီကနေသိရပါတယ်။ကျန်တဲ့ဆရာခန်းနှုံးလောက်ကြတော့ရန်ကုန်အစွန်ဖျားရက်ွက်တွေကအုတ်ကြီးရဲ့ရှာပေးတဲ့ငွေမပေးနိုင်တဲ့လူငယ်တွေလို့သူက MP ကို ပြောပါတယ်။စစ်တပ်ကလူသစ်စုဆောင်ရဲ့ စစ်တပ်ကစစ်သားစုဆောင်ရေးအတွက်ညာဘက်တင်မှာအတိအကလှုပ်ချပြီးလမ်းပေါ်မှာတွေ့တဲ့လူကြီးလူငယ်တွေကိုဖမ်းဆီးစုဆောင်တာဖြစ်တယ်လို့ရဲတပ်ဖွဲ့ဝင်ကပြောပါတယ်။ဂျွန်လ20ရက်မနက်တနားခွဲခန့်မှာတာမွေအဝိုင်းထိပ်ဂုံးကျော်တရာအောက်မှာဖုံပြောင်းနေတဲ့အမျိုးသားတအုပ်ကိုလှစ်ကန်ပတ်နေတဲ့စစ်သားတွေကနရင်ရိုက်ပြီးကားပေါ်ဆွတ်တင်သွားကစစ်မှုန်ထမ်းတဲ့ထိလိုက်တယ်လို့ရန်ကုန် Scout Network ကသတင်းထုတ်ပြန်ပါတယ်။ကျွန်တော်သိသလောက်ပြောရရင်စစ်မှုန်ထမ်းဆိုတာအောက်ရှေကစစ်ကောင်စီတပ်သားတွေအတွက် ငွေပင်လင်ကြီးပဲလို့လှိုင်မြို့နယ်ရက်ကွက်အုပ်ချုပ်မှုရုံးတိုင်းနေဆက်သူတူကပြောပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဧပြီလကစတင်ခေါ်ယူခဲ့တဲ့စစ်ကောင်စီရဲ့စစ်တင်တဲ့အမှတ်စဉ်ဟာစစ်လေအထိစကန်သွင်းထားပြီး15အတွက်လူသစ်စုဆောင်နေပြီဖြစ်ပါတယ်။တတိယသတင်းကတော့15မိနစ်ခန့်တိုက်ပြီးထွက်ပြေးတဲ့ငဖဲကစစ်ကောင်စီတပ်သားတွေကြောင့်စကန်အလွေတကူတင်လိုက်နိုင်တဲ့အကြောင်းပါ မကွေးတိုင်းငဖဲမြို့နယ်နေရီကန် လေချောင်းရံကာကွယ်ရေးတက်စကန်ဗျူဟာကုန်းရက်ကာကင်းစကန်တစ်ခုကိုမနေ့ဂျွန်လ20ရက်မနေ့ပိုင်းကတော်လင်းတက်တွေစီးနင်းတက်ခိုင်းမှုအောင်မြင်ခဲ့ရလို့သတင်းရရှိပါတယ်။နေရီကန်လန်ဟောင်းခွန်စုရွာလန်ဟောင်းမှာအင်အား30လောက်နဲ့တက်ဆွဲထားတဲ့ကာကင်းစကန်ကို15မိနစ်လောက်တက်ခတ်အပေးမှာပဲစစ်သားတွေစကန်ဆွန့်ခွာထွက်ပြေးသွားတယ်လို့ရှင်ဒက်ဖန်ဖော့စ်အရှိုးကဆိုပါတယ်။မီတာ1000လောက်အကွာကစစ်ကောင်စီတက်ဆွဲထားရာ ပစိရွာကိုထွက်ပြေးသွားကြတာဖြစ်ပြီးတိုက်ပွဲအတွင်းစစ်သားတအူးတစ်ဆုံးကတအူးကိုအရှင်ဖမ်းမိခဲ့တယ်လို့စစ်တပ်အချုပ်ကရဲဘော်တအူးမစိုးရင်တန်ရရှိခဲ့လို့ပြောရဆိုခွင့်ရှိသူစလန်ယိုရှင်က MPA ကိုပြောပါတယ်။မပြေးနိုင်ပဲကြောင်ကြည့်နေတဲ့စစ်သားကိုအတူနေဗိုလ်ကြီးကကန်ရှာထွက်ပြေးသွားလို့ဖမ်းမိခံရတာကိုတုံ့ပန်ကထွက်ဆိုတဲ့အကြောင်းစလန်ယိုရှင်ကပြောပါတယ်။တင်းစီရမိတဲ့စစ်ကောင်စီစခန်းကိုဖျက်ဆီးခဲ့ပြီး MA အမျိုးအစားတနက်9လက် B100 စိန်ပြောင်းတလက်နဲ့ လက်နက်ခင်းအများပြားတင်စီရရှိခဲ့လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကို CDF အရှိုးအရှိုးရှင်းကာကွယ်ရေးတပ် ACDF နဲ့လူပောင်တက်မတော် NSA တို့ပူးပေါင်းဆင်နွှဲခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဂျွန်လာဆင်းရက်ကနေ၁၆ရက်နေ့အထိနေကန်လမ်းဟောင်းမှာဖြတ်တောက်ရေးလှုပ်ဆောင်နေစဉ်နေကန်ဘျူဟာကုန်းကထွက်ပြေးလာတဲ့စစ်သားဆက်လေဦးကိုလက်နက်ခင်းရံတွေနဲ့အတူဖမ်းမိခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးဂျုံတို့မှာဗိုလ်ကြီးအုပ်ချုပ်တဲ့တက်စုတစုစာအထိ ပြုတ်သွားတဲ့စစ်တပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အောင်စရာစစ်ကြောင်ကိုစစ်ကိုပေးဖို့လာတဲ့စစ်တပ်နဲ့တော်လင်းတက်တို့ကင်းပြင်းတဲ့ဂျုံတွုံးမြို့မှာပြီးခဲ့တဲ့ဂျွန်လစစ်ကိုရဲ့နေကတိုက်ပွဲဖြစ်ပွားခဲ့လို့သတင်းရရှိပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းဗိုလ်ကြီးအဆင့်အုပ်ချုပ်ရတဲ့တပ်စုတစုစာစစ်သားအရေအတွက်ဖြစ်တဲ့30တန်းမနဲ့တည်ဆုံခဲ့ပြီးလက်နက်ခင်းအမြောက်အများတင်စီရမိခဲ့လို့ Moon Liberation Army ကဒီနေ့မှထုတ်ပြန်လာပါတယ်။ ဒီဘက်ကစိတ်တိုက်စောင့်စော်တာအခုမှမဟုတ်ဘူးတောက်လျှောက်တိုက်ပွဲဖြစ်နေရစစ်တပ်ကကြုံတိုးကြမှာကြောက်နေပြီးတော့အောင်စရာစစ်ကြောင်ရဲ့ဒေါနာကိုကြော်ပြီးတင်ငန်းညီနောင်နဲ့မြဝရီပြန်ရရင်အိမ်မက်ကိုလည်းမစွန့်နိုင်သေးဘူးလို့ဒေသတွင် PDF သတင်းမြက်ကပြောပါတယ်ဒီနေ့မှလည်းစစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်နေပြီးထိတွေ့တိုက်ပွဲတော့မဖြစ်သေးဘူးလို့သိရပါတယ်တဖန်ဂျွန်ဆုတ်ကိုရက်ကကြုံတိုးကွန်ကရစ်လမ်းပိုင်းပေါ်မှာခုနှစ်နာရီကြာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ကျုံတို့မြို့ကလာတဲ့တက်မလေးလေးနဲ့ငါးငါးစစ်ကြောင်ရဲ့တက်ရင်မှုနဲ့ဗုံမုံအပါဝင်10ဦးဒဏ်ရာရရှိခဲ့လို့သိရပါတယ်။ကန်နယ်ရဲ့ဥဆောင်မှုနဲ့ရမညမွန်တက်တော်နဲ့ပူပေါင်းတက်တွေဆင်နွေရတိုက်ပွဲတွင်ပြည်သူထိခိုက်ဒဏ်ရာရအပြင်အပြစ်စီမရှိခဲ့ဘူးလို့ Moon Liberation Army ကဆိုပါတယ်။ပြည်တွင်းနောက်ဆုံးသတင်းအနေနဲ့တင်နန်းသား2ဦးသေဆုံးမှုဖြစ်ခဲ့ရဲပျောက်ကြားအဖွဲ့တင်နန်းဆရာကိုထောင်တနည်းချလိုက်တဲ့သတင်းကိုပြောပြပါမယ်။ ဗျူဟာ33လက်အောက်မှာရှိတဲ့ဒေါနာတက်ရင်စစ်ကြောင်နှစ်ရဲပြောက်ကြားတက်ဖွဲ့ WGF ကဥဆောင်ဖွင့်လှစ်တဲ့အရှေ့ကန်အထူးရှင်မုံရဲ့တင်နန်းမှာဂျွန်လအတွင်းတင်နန်းသား2ဦးတစ်ဆုံမုံဖြစ်ပွားခဲ့ပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတင်နန်းဆရာ5ဦးအထက်ကတဦးကိုထောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့တဲ့အပြင်တင်နန်းဆရာလုခွင့်ရာသက်ပံပိတ်ပင်ခဲ့တယ်လို့ဒီနေ့မှာပဲဗျူဟာ33စစ်စင်ရဲ့ဌာနကအသိပေးလာပါတယ်ဒီဖြစ်စဉ်အတွက်အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က မဟာရကြလက်လာစုံစမ်းဆက်ဆက်ခဲ့ပြီးမှပဲဒီလိုအေးအေးယူမှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။တင်းနှန်းဆရာကလည်းအတတကြီးဝန်ခံခဲ့ပြီးဂျွန်ရှီယန်နေကအပြစ်ပေးခဲ့တာဖြစ်တယ်လို့ဒီနေ့မှထုတ်ပြန်လာတာပါ။မေလဆန်ကဖွင့်လှစ်ခဲ့တဲ့ဒီတင်းနှန်းမှာတင်းနှန်းသား60အထက်ကရဲဘော်ဒိုင်နိုနဲ့ရဲဘော်ဘာထက်တို့တည်ဆုံမှုဖြစ်ပွားခဲ့တာပါ။နေမကောင်းဖြစ်နေတဲ့အချိန်တွေမှာတင်းနှန်းဆရာကအနာမပေးဘဲကိုတိလက်ရောက်ရိုင်းနှံမှုတွေကြောင့်တည်ဆုံခဲ့ရတဲ့အပေါ် စုံခုံကော်မတီကကျွမ်းကျင်မှုရှင်းရှင်းနိုင်မှုနဲ့စီမံခန့်ခွဲမှုအားနည်းတာကိုတွေ့ရှိခဲ့ရတယ်လို့ဆိုထားပါတယ်။တင်းနှန်းသားအများစုကတုတ်ကွယ်ငှက်ဖြန်တဲ့အသေးအောင်အတဝါယောဂါတွေဖြစ်ပေါ်နေပြီးရုပ်ပေါ်တိုင်းတို့မှာ အဆုတ်အတွင်ပိုးရောက်ရှိနေတဲ့အတွက်ချောင်းဆိုးသွေးအံကက်တယ်လို့ရုပ်ပေါ်ဘာထက်မှာဖျားသုံးဆူဆင်းကိုပို့ဆောင်ကုသခြင်းဥနောင်ထဲငှက်ပြပိုရောက်နေပြီဖြစ်တဲ့အတွက်တည်ဆုံးခဲ့ရတာဖြစ်တယ်လို့အစီရင်ခံစာတွေထည့်သွင်းဖော်ပြထားပါတယ် နောက်ဆုံးပြပသတင်းကတော့ယူကရိန်းတစ်ခုလုံးကိုရုရှားကပိုင်တယ်လို့ပူတင်ပြောလိုက်တဲ့သတင်းနဲ့နှုတ်ဆက်လိုက်ပါစေယူကရိန်းနိုင်ငံတစ်ခုလုံးကရုရှားပိုင်ဖြစ်တယ်လို့သမ္မတဗလာတီမာပူတင်ကတောက်ကြံနေကစိန့်ပေတာစပတ်မှာပြုလုပ်ခဲ့တဲ့နိုင်ငံတကာစစ်ပွဲရေးဖွေရင်မှာပြောကြားလိုက်ပါတယ်ယူကရိန်းရဲ့ဆူမင်မြို့ကိုတင်ပိုက်နိုင်ခြင်းရှိတယ်ဆိုတဲ့မှတ်ချက်တွေထွက်နေချိန်မှာပဲပူတင်က အခုလိုပြောလိုက်တာကြောင့်တိုက်ခိုက်မှုတွေထပ်ပြီးဖြစ်လာမှာကိုစိုးရိမ်နေကြပါတယ် ရုရှားနဲ့ယူကရိန်းတွေဟာလူမျိုးတစ်မျိုးတည်းဖြစ်တယ်လို့ဒီသဘောတရားအရယူကရိန်းတစ်ခုလုံးကိုရုရှားကပိုင်တယ်လို့ပူတင်ကပြောလိုက်တာဖြစ်ပါတယ်။ဒီလိုပြောဆိုမှုကရုရှားဆိုရအနေနဲ့ယူကရိန်းရဲ့အရှုတ်ချအာဏာကို အမှန်တကယ်လက်မခံသေးဘူးဆိုတာကိုပြသပြီးရုရှားရဲ့နေမည်ရှစ်ထွန်လိုမှုအပေါ်စိုးရင်ပူပင်မှုတွေထပ်တိုလာစေပါတယ်။၂022ခုနှစ်ဖေဖော်ဝါရီလကစတင်ခဲ့တဲ့ယူကရိန်းကိုကျူးကျော်တိုက်ခိုက်ရတဲ့ယူကရိန်းရဲ့ပတ်သက်တဲ့မေးခွန်းကိုဖြေဆိုရမှာပူတင်က ကျွန်တော်တို့မှာစကမုံတစ်ခုရှိရယ်ရုရှားစစ်သားရဲ့ခြေထောက်ချရတဲ့နေရာတိုင်းဟာကျွန်တော်တို့အပိုင်ပဲလို့ပြောပါရယ်ပူတင်ရဲ့အခုမှတ်ချက်ကငင်းငယ်ရဲ့လုပ်ငန်းစဉ်တွေအပေါ်မထီမင်းမြင်ပြုမှုကိုပြသနေရလို့ယူကရိန်းကတုံ့ပြန်ထားပါရယ်မော်စကိုကလက်ရှိသိမ်းပိုက်ထားတဲ့ဒွန်းနက်လူဟန်စ်ကာဆွန်ဇာပိုရီရှားနဲ့ခရိုင်းမီးယားတို့လိုယူကရိန်းဒေသ၅ခုအထက်မှာစုမင်မျိုးမပါဝင်ပေမဲ့ရုရှားရဲ့တိုက်ခိုက်မှုတွေကိုမကြာခဏခံနေရပါတယ် နှစ်နိုင်ငံညီညွတ်ဆွေးနွေးပွဲတွေဖြစ်ပေါ်ဖို့အချိန်လေရော့နေတဲ့ချိန်မှာပူတင်ကအခုလိုပြောလာတာဖြစ်ပြီးရုရှားအနေနဲ့အပြစ်ခတ်ရက်စရဲအတွက်ယူကရိန်းနေမျိုးတွေကိုထပ်မံပေးဖို့ဆက်လက်တောင်းဆိုနေတဲ့အကြောင်းတင်ဆက်ပေးလိုက်ရပါတယ်။ MP ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။